AI ကိုအသုံးချပြီးကုန်တင်ကြောင်းမှာရေးသရမလို့ပဲပတ်စံရှာလို့ရတဲ့ mobile game တစ်ခုကို Mate 3မှာရှိတဲ့ Android phone တစ်လုံးနဲ့ဘယ်လိုဖန်တီးမလဲဒီ video ရဲ့မှာကျွန်တော်က Android phone တစ်လုံးနဲ့ AI ကိုကုန်တင်ရေးခိုင်းပြီး game ဖန်တီးမယ်ပြီးရင် game ထဲမှာပတ်စံရတဲ့ကြောင်းတွေကိုအလွယ်တကူထည့်နှီးတွေကိုပြပြပေးသွားပါမယ် Android phone တစ်လုံးရှိုံနဲ့အလွယ်တကူလိုက်လို့ကြည့်လို့ရတာမလို့ကျွန်တော်တို့ခုပဲစလုပ်ကြည့်လိုက်အောင်။အရင်ဆုံးကိုယ့်ရဲ့ဖုန်းထဲမှာ Google Gemini app ကို Play Store ကနေပြီး download ဆွဲပြီးသွင်းထားလိုက်ပါ။ ျွန်တော်တို့ prompt ရေးခင်မှာ canvas ကိုဖွင့်လာပေးပါဒါမှပဲ game ရလာတဲ့ခါကျရင် preview ကြည့်လို့ဆင်ပြေပါမလို့ပါဒီ video မှာတော့ကျွန်တော်က space shooter ဆိုတဲ့ game တစ်ခုကိုဖန်တီးပြီးစမ်းပြပေးတော့ပါမယ်ကျွန်တော်ရေးထားတဲ့ prompt ကိုလည်း video ရဲ့ comment မှာချပေးထားပါတယ် game ကတော့ javascript ကိုအခြေခံပြီးတော့ html file တစ်ခုနဲ့ထုတ်ခိုင်းထားတာပေါ့နော်ဒီနေရာမှာကျွန်တော်က programmer မဟုတ်လို့အမှားပါသွားခဲ့ရင်နားလည်ပေးသေးချင်ပါတယ်ဒါကတော့ gemini 2.5 flash model မှာစမ်းထားတာဖြစ်ပါတယ် ိန်းထွက်ကုတ်ရေးပေးတဲ့အချိန်ကပြန်မှ10မိနစ်လောက်ပဲကြာပါတယ်။အရင်မော်ဒယ်ထပ်တော့ပို့ပြီးတော့မြန်လာတယ်ပေါ့နော်။ AI ကကုတ်ရေးပြီးပြီဆိုတော့ကျွန်တော်တို့ဂိန်းကို preview ဖွင့်ပြဆန်းကြည့်ပါမယ်။ဂိန်းက preview မှာတော့အောက်ကနှိပ်တဲ့ခလုတ်လေးတွေကတဝက်ပဲပေါ်သလိုဖြစ်နေပါတယ်။ဒါပေမဲ့အဲ့ဒါက preview မှာပဲအဲ့လိုပေါ်ပြီးတော့ကျန်တဲ့ browser မှာတော့ဖွင့်ကြည့်တော့ဂိန်းကအဆင်ပြေနေရတယ်။ကျွန်တော်ကုတ်တွေကိုထပ်မပြင်တော့ပါဘူး။ ဂိမ်းအဆင်ပြေသွားရေးဆိုရင်တော့ဆောနာအရင်ကနေဂိမ်းအတွက်ထုတ်ပေးထားတဲ့ကုတ်တွေကို copy တော့ကုတ်ပါမယ်ကောဒ်တဲ့ကောင်တော့ copy ယူပြီးပြီဆိုရင်တော့ Chrome ဖွင့်ပြီးတော့ blogger ဆိုပြီးရိုက်ရှာလိုက်ပါ website link ကိုကျွန်တော် video ရဲ့အောက်မှာလည်းချပေးထားပါတယ် website ထဲရောက်ရင်တော့ဝိုင်းပြလာတဲ့နေရာကိုနှိပ်ပြီးကိုကြည့်မင်းရဲ့ account ထဲဖွင့်လိုက်အောင်ပါပဲ ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့တိုက်တဲ့နေရာမှာကျွန်တော်တို့ရဲ့ gain name ကိုဖြည့်လိုက်ပါဒီနေရာမှာလည်းကိုယ့်ရဲ့ gain နဲ့ပတ်သက်တဲ့နာမည်တစ်ခုခုကိုပဲဖြည့်လိုက်ပါ။ဘာလို့လဲဆိုတော့ဒီ link ကပြီးလို့ရှိရင်ကိုယ့်ရဲ့ gain ကိုဝင်ဆော့အောင် website link ဖြစ်လာမှာပါ။ display name နေရာမှာလည်း gain နာမည်ကိုပဲထပ်ဖြည့်လိုက်ပါ။ ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ဘယ်ဘက်ပေါ်ကဝိုင်းပြလာတဲ့နေရာကိုနှိပ်လိုက်ပါပြီးရင်တော့ဝိုင်းပြလာတဲ့ theme ဆိုတဲ့လေကိုထပ်ဝင်လိုက်ပါဝိုင်းပြလာတဲ့အများလေးကိုထပ်နှိပ်လိုက်ပါပြီးရင်တော့ဝိုင်းပြလာတဲ့ switch to first generation ဆိုတာကိုရွေးလိုက်ပါဝိုင်းပြလာတဲ့နေရာကိုထပ်ရွေးလိုက်ပါဝိုင်းပြလာတဲ့ active html ဆိုတဲ့လေကိုဝင်လိုက်ပါဒီလိုမျိုးပေါ်လာတဲ့အခါကျွန်တော်တို့ကူးလာတဲ့ code တွေကိုကူးထည့်ဖို့အတွက်အရင်ရှိပြီးသား code တွေကိုဖြတ်လိုက်ပါမယ်တခါလေ mobile view မှာ code တွေကဖြတ်မရဖြစ်တတ်တာမို့ desktop site ကိုပြောင်းပြီးတော့မှ code တွေကိုဖြတ်ရင်အဆင်ပြေပါတယ် ကိုဟောင်းနေပြတ်သွားပြီဆိုရင်တော့စောနာဂျင်မနာကူလာတဲ့ကုတ်တွေကိုကူထည့်လိုက်ပါကုတ်တွေကုန်ကူးထည့်ပြီးရင်တော့ညာဘက်ပေါ်တောင်းအားဝိုင်းပြတာနေရာကိုနေပြီးတော့ save လိုက်ပါမယ်။ update successful လို့ပေါ်လာလို့ရှိရင်ရပါပြီ။ပြီးရင်တော့ game ကို sensor ကြည့်ဖို့အတွက် view plot ဆိုတာကိုနေပြီးဖွင့်ကြည့်ပါမယ်။ ဗီဒီယိုမှာမြင်နေရတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ space shooter game ဟာ blog site မှာကောင်းကောင်းအလုပ်လုပ်နေတာကိုမြင်ရမှာဖြစ်ပါတယ်။ blog site မှာ game ကလည်းကောင်းကောင်းအလုပ်လုပ်နေပြီဆိုတော့ကျွန်တော်တို့နောက်တစ်ဆင့်အနေနဲ့ကြော်ညာထည့်တဲ့နေရာကိုပြောပါမယ်။ကြော်ညာထည့်ရမယ့် website ရဲ့ link ကိုလည်း video ရဲ့အောက်မှာချပေးရပါတယ်။ website ထဲရောက်ရင်တော့အကောင့်ဖွင့်ဖို့အတွက် sign up ဆိုတဲ့နေရာကိုသွားပါ။အမျိုးပေါ်လာရင်တော့ publisher site ဘက်က stat admin ဆိုတာကိုရွေးလိုက်ပါ။ဒီနေရာရောက်ပြီဆိုရင်တော့ email နေရာမှာကိုယ့်ရဲ့ gmail account ကိုထည့်လိုက်ပါ။ ဖုန်းနဲ့ login နေရာမှာတော့ကိုယ့်ရဲ့နာမည်ကိုပဲထည့်လိုက်ပါ Messenger နေရာမှာတော့ကျွန်တော်က Telegram ပဲရွေးပြီးတော့ Messenger account နေရာမှာ Telegram account ကိုပဲထည့်ပေးလိုက်ပါတယ်အကောင်လုံးဖြည့်ပြီးလို့ sign up နှိပ်လိုက်တဲ့ခါကျရင်ကိုယ့်ရဲ့ email တွေကို confirmation email လှမ်းပို့ပါလိမ့်မယ်အဲဒီခါကျရင် email တွေကိုဝင်ပြီးတော့ confirm email ဆိုတာနှိပ်ပေးလိုက်ရင်ရပါပြီ email confirm လုပ်ပြီးရင်တော့ကြော်ညာထည့်တဲ့ website တွေကိုပြန်သွားပါမယ် website တွေရောက်ရင်တော့ဘယ်ဘက်ပေါ်ဝိုင်းပြတာညားလေးကိုနှိပ်လိုက်ပါ ပြီးရင်တော့ website ဆိုတဲ့လေကိုထပ်ဝင်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ရဲ့ game website ထည့်ဖို့အတွက် app website ဆိုတာကိုနှိပ်လိုက်ပါ game website ရဲ့ link ကိုတော့ sona blog site မှာဖွင့်ဆော်ထားတဲ့ game ရဲ့ link ကိုယူပြီးတော့ကူးထည့်လိုက်ရပါတယ်အောက်က website category ဆိုတဲ့နေရာမှာတော့ social ဖြစ်ဖြစ် others ဖြစ်ဖြစ်ရွေးထည့်လိုက်ပါအဖော်မတ်နေရာမှာတော့ကျွန်တော်က banner ကိုရွေးလိုက်ပါတယ် ဒီနေရာမှာဘန်နာမဟုတ်ဘဲနဲ့ကိုထည့်ကျင်တဲ့ native banner social bar ကြိုက်တာတွေကိုရွေးထည့်လို့ရပါတယ်။ပြီးရင်တော့ banner site ရွေးပြီးတော့ add နှိပ်လိုက်ရင်ရပါပြီ။ပြီးရင်တော့သူတို့ဘက်ကနေပြီးတော့ကျွန်တော်တို့ game website ကို approve ပေးဖို့အတွက်10မိနစ်ကနေ2မိနစ်လောက်စောင့်ရပါတယ်။10မိနစ်လောက်စောင့်ပြီးဆိုရင်တော့ screen refresh လုပ်ကြည့်လိုက်ပါ။ပိုင်းပြလာတဲ့မြားနေရာလေးကိုနှိပ်လိုက်ပါ ီမှာဆိုရင်ကျွန်တော်တို့ဆန္ဒ create လုပ်ခဲ့တဲ့ banner app က active ဖြစ်နေအောင်တွေ့ရမှာပါပြီးရင်တော့ကြောင်းညာကိုကျွန်တော်တို့ gain ထဲမှာထည့်ဖို့အတွက်ညာဘက်ကိုလည်းလည်းဆွဲပြီးတော့ gag code ဆိုတဲ့တဲ့ကိုဝင်လိုက်ပါကြားလာတဲ့ code တွေကို copy ယူပြီးတော့ကျွန်တော်တို့ gain website ထဲကိုသွားထည့်ပါမယ် blogger site ထဲကိုပြန်သွားမယ် theme name ကိုပြန်ဝင်လိုက်ပါမယ်ပြီးရင်တော့ active html ထဲကိုပြန်ဝင်လိုက်ပါ code တွေရဲ့အောက်ဆုံးတည်ဆင်းသွားလိုက်ပါ ဗီဒီယိုထဲမှာမြင်နေရတဲ့ script ရဲ့ body ရဲ့ကြာမှာဆောနာကူလာတဲ့ကုတ်တွေကိုကူထည့်လိုက်ပါပြီးရင်တော့အပေါ်ပြန်သွားပြီး save လိုက်ပါမယ်ပြီးတော့ကျွန်တော်က native banner တခုထပ်ထည့်ခြင်းနေရတယ်ဆောနာကြော်ညာ site ကိုသွားပြီးတော့ banner တခုသွားထပ်ဆောက်လိုက်ပါတယ်တခါချိန်ပြီးသား website တစ်ခုကိုကြော်ညာရထည့်ခြင်းတဲ့အခါအခုဝိုင်းပြလာတဲ့ add unit ဆိုတာလေးကိုနှိပ်ပြီးတော့ကြော်ညာစစ်တွေထည့်ဝါရုံပါပဲ။ ခါလဲဆောင်းသားလိုပဲကုတ်တွေရလာတဲ့အခါ game website ကိုသွားပြီးတော့ကုတ်တွေကူးထည့်လိုက်ပါမယ်ကျွန်ညာကုတ်တွေထည့်ပြီး save လိုက်တဲ့အခါဒီလိုမျိုး update successful ပေါ်လာပြီဆိုရင်တော့ game မှာကျွန်တော်တို့ရဲ့ကျွန်ညာတွေတက်နေမလားဆိုတော့တွေးကြည့်လိုက်ပါမယ်။ ုးဆော်ရတော့ကျွန်တော်တို့ဗီဒီယိုမှာမြင်နေရသလိုပဲဂိမ်းကလည်းဆော်လို့ရနေပြီကြော်ညာတွေကလည်းအောက်မှာပေါ်နေရအောင်တွေ့ရမှာဖြစ်ပါတယ်ဂိမ်းရောကြော်ညာတွေရောအဆင်ပြေနေပြီဆိုရင်တော့ကျွန်တော်တို့ဒီ website ကို Android phone တွေမှာ install ပြီးဆော်လို့ရအောင် application ပုံစံအဖြစ်ပြောင်းပါမယ်ဒီ website ရဲ့ link ကိုလည်းဗီဒီယိုရဲ့ comment မှာချပေးရပါတယ်ကိုယ့်ရဲ့နာမည်ရဲ့ email ရဲ့ password ရဲ့ထည့်ပြီးလို့ရှိရင် account create လုပ်လို့ရပါပြီ။

ဝိုင်းပြလာတဲ့နေရာကိုထပ်ထိတ်လိုက်ပါဒီလိုပေါ်လာပြီဆိုရင်တော့ဝိုင်းပြလာတဲ့နေရာကိုနှိပ်ပြီးဒေါင်းလုဒ်ဆွဲလိုက်ပါ

ဗီဒီယိုထဲမှာမြင်နေရသလိုပဲကျွန်တော်တို့ရဲ့ gain ကကောင်းကောင်းဆော့လို့ရနေသလိုအောက်ဖက်မှာကြောင်ကြားလေးတက်နေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ဒီဗီဒီယိုမှာသုံးထားတဲ့ brown နဲ့ website တွေရဲ့ link တွေကို comment မှာချပေးထားမှာလို့ကိုရိုင်းဆန်းလို့ကြည့်ကျင်တဲ့သူတွေလုံးကြည့်လို့ရပါတယ်။ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ။ဗီဒီယိုကြည့်ပြီးဖန်တီးပြတဲ့ gain နေရှင်ရင် comment မှာမှတ်ငယ်ပေးပါဦး။ကြည့်ရှုပေးတဲ့တောင်းစီတိုင်းကိုကျေးဇူးများအစ်တင်ပါတယ်။